ပြည်တက်ကြီးတောင်လနဲ့ကိုင်အဖွဲတရနန်လေးက၎င်းတို့ယာယီထိန်ချုပ်ထားတဲ့မွေးကုံမျိုးနဲ့မိုးမိတ်ကိုပြန်လည်လွှဲပြောင်းပေးရတဲ့ပတ်သက်ပြီးတော့ NUG နဲ့ PDF အဖွဲတွေကိုအာပေဝင်ရဲ့ခံရသူတွေကတရနန်လေးအဖွဲကိုဝေဖန်ပြစ်တင်မှုတွေလှုံ့ဆော်ခဲ့ပါတယ်။တရုတ်နိုင်ငံရဲ့ဂျာဝင်စီစံမှုတွေကြောင့်တရနန်လေးအဖွဲဟာ၎င်းတို့ယာယီထိန်ချုပ်ထားတဲ့မွေးကုံမျိုးနဲ့မိုးမိတ်မျိုးတွေကိုနိုင်ငံတော်အစိုးရထံပြန်လည်လွှဲပြောင်းပေးပြီး အပြစ်ခတ်ရစေဖို့အောက်တိုဘာလကုန်ကနေ့မှာ သဘောတူညီခဲ့ပါတယ်။နိုင်ငံတော်အစိုးရနဲ့ TNL အဖွဲ့အစည်းသဘောတူညီမှုတွေရရှိခဲ့ပြီးနောက်မကြာမီမှာပဲ NUG နဲ့ PDF အဖွဲ့တွေကိုအားပေးဝန်းရံခံရသူတွေက TNL အဖွဲ့ပေါ်လူသိရှင်ကြောင့်ဝေဖန်ပြစ်တင်မှုတွေလှုံ့ဆော်ခဲ့ပါတယ်။လက်ရှိချိန်မှာတော့ TNL အဖွဲ့ခေါင်းဆောင်တဦးဖြစ်တဲ့တာဖုံကျော်ဟာ၎င်းတို့ဝေဖန်ပြစ်တင်လျက်ရှိနေရဲ့ NUG နဲ့ PDF အဖွဲ့တွေကိုအားပေးဝန်းရံခံရသူတွေကို ပြန်လည်တုံးပြန်ဝေဖန်ခဲ့တယ်လို့သိရပါတယ်။တာဖုံးကျော်ဟာ၎င်းအတုံပြူရယ်မိုင်တီလက်အမီရှိရဲ့ Facebook အကောင့်ကတဆင့်ဝေကုတ်တီကခေါင်းစဉ်တက်ထားတဲ့ post တင်ပြီးတော့ပြန်လည်တုံးပြန်ခဲ့တာလေးဖြစ်ပါတယ်။ DNL အဖွဲ့ဟာ PDF လက်နက်ကင်အဖွဲ့တွေကိုလက်တင်ပြီးလက်နက်တက်ဆင်ပေးခဲ့ရတဲ့အတွက် American Dollar Billion ကြီးအကျွေးတင်ခဲ့ရတဲ့အကြောင်းကိုထည့်သွင်းရှင်းတာထားတယ်လို့ NUG အဖွဲ့ကဒီဒီခေါ်ခဲ့ပေမဲ့လက်တွေ့မှာတော့ NUG ဟာ PDF လက်နက်ကင်အဖွဲ့တွေနဲ့ပတ်သက်ပြီး ထိရောက်တဲ့ကိုညီပန့်ပိုးမှုမျိုးမလုပ်ဘဲခြာနင်းတာမျိုးတွေရှိခဲ့တာကိုရှင်းသားဖော်ပြထားပါတယ်။ဒါပြင်တာဖုံကျော်ဟာ PDF အဖွဲတွေကိုကိုပိုင်းအစွမ်းအစာနဲ့ငွေကုန်မြုပ်ကိုပြန်လည်သိမ်းပိုက်နိုင်စွမ်းရှိရဲဆိုရင်လေသိမ်းပိုက်ပြဖို့လဲစိန်ခေါ်စကားမျိုးထည့်သွင်းရေးရာမျိုးတွေရှိနေပါတယ်။ TNL အဖွဲအကောင်ဆောင်တူဖြစ်တဲ့တာဖုံကျော်ကငွေကုန်မိုးမိတ်ပြန်ပေးလိုက်ရတဲ့အပေါ်နိုင်ငံရေးဖြာခင်းသူနဲ့ဘာမှမသိစေချင်သူတွေကိုရှင်းကျင်ပါတယ်။ ပထမဆုံးတကယ်ဘေးဆက်အင်းနာသူတွေကိုတောင်းပန်ချက်ပါတယ်ရှင်တွေကလှိုက်လိုက်လေလေနာကျင်ရတာမို့အနုအညွတ်တောင်းမှန်ပါတယ်တအောင်းနိုင်ငံရေးနဲ့ပန်းနိုင်တခုဟာမိုးကုံမြို့ကိုတအောင်းပြည်နယ်တဲပြန်ပအောင်ကျိုးပန်းရေးဖြစ်တယ်ရှင်းအရင်နှစ်ပေါင်းထောင်စီတဲကတအောင်းလူမျိုးတွေတည်လာတဲ့မိုးကုံမိုးကုလင်းလင်းနဲ့ကြောက်ဟာတအောင်းလူမျိုးလက်ထဲပြန်ရောက်ရမယ်လို့ကြီးမန်းထားပါတယ်အခုတော့လက်ထဲရောက်တဲ့ကိမ့်မုံကိုမစားရပဲပေါ့ချခံလိုက်ရတဲ့လူမျိုးအသေးကွဲရပါတယ် ကမ္မကုံသိရင်တော့စူးစားသူတွေရလက်ရှိစမြဲလို့ရှုံကြည်ပါတယ်။သစ္စာဖောက်လို့ပပက်ဆက်ဆက်ပြောသူတွေကိုတော်လိုင်းရေးနှလုံးသေးချာပြန်သုံးသက်ပြီးအရှိတရားတွေကိုလက်ကင်ထားစီခြင်းပါတယ်။မျိုးဦးတော်လိုင်းရေးမှာဆယ်နှစ်ကျော်တိဆောက်ထားတဲ့အရေးမြတ်တွေနဲ့အကောင်းဆုံးပံ့ပိုးခဲ့တယ်။လက်တော့ကြောင်းထောင်သူတွေကိုလာစဉ်ဆန်အိတ်ထောင်ချီကျွင်ဝေမြင့်တင်လေးကျင့်ထားတယ်။တောင်းလေးနေကာလာတွင်မှာအရေးပေါ်အင်အားထောင်ချီပေးဆက်အရင်ပြုတ်ခဲ့တယ်။လက်နဲ့အကျွေးဒေါ်လာဘီလီယံချီအကျွေးတင်ခဲ့တယ်။ အာနာရှင်နိုင်ငံကိုကောင်းတဲ့အတင်းဝင်တိုက်လို့ဦးကောင်းကသွေးချင်းနေရလို့တင်မလောက်ပဲဓမ္မရီဒီတေးခေါ်လို့လိုက်မပါနိုင်ပေမဲ့မိယာအရှိန်နဲ့လိုက်ဖို့ကြိုးပမ်းခဲ့တယ်။တကယ်တကယ်တစ်တောင်ညာနှစ်ခွန်လို့တော့ဘယ်ဒီတေးကမှလက်တွေ့ပါမလာပဲနောက်ဆုံးကိုပဲအထီးကျန်ခဲ့ရတယ်။ရွာကအိမ်သူတွေလည်းနေရင်ဘုံတန်တင်ကြရတယ်။ရှင်ဘက်တွေတဖြန်းဖြန်းခွဲအသက်နှလုံးတွေနာကျင်ရတယ်။ကြည်မရှိဘက်ကျက်မရှိသေးစားလူသူလည်းနှဲလာတော့ဝဲကုတ်မိုးမိတ်နဲ့ညှိပြီးအပြည့်ရရတယ်။ ပွဲရမပီးသေးဘူးဒါပေမဲ့အစဲတွေကစုံနှောလာတယ်။အိုကွေမင်းတို့ကိုကြွေးခဲ့လို့လူဖြစ်လာတဲ့သူတွေအနေနဲ့မောကောက်ကိုပြန်သိမ်းတာမြင်ကျင်ဆန်းပါတယ်။တို့ကိုစဲလို့မောရင်နာနာပြီးစဲပြီးတော့စစ်အာဏာရှင်ကိုလည်းနာနာပြီးတိုက်ပါလိလို့၎င်းရဲ့ Facebook လူမှုကွန်ရက်မှာရေးသားဖော်ပြထားပါတယ်။တရားနယ်လေးအဖွဲ့ဟာနိုင်ငံတော်အစိုးရကိုမောကောက်မျိုးပြန်လည်လွှဲပြောင်းပေးပြီးမောကောက်မျိုးအုပ်ချုပ်ရေးလုပ်ငန်းတွေကိုပုံမှန်အတိုင်းပြန်လည်လက်ပတ်နိုင်အောင်ကူညီရမှာဖြစ်တဲ့အတွက် မိုးကုံမျိုးကိုဒုက္ခပေးလိုတဲ့ PDF အနေကိုင်အဖွဲ့တွေနဲ့ထိတိုက်တွဲဆောင်ရဝယ်ရှိနေပါတယ်။မိုးကုံမျိုးနဲ့ပတ်သက်ပြီးတအောင်းပလောင်ကိုအာဘေဝန်ရဲ့သူတွေနဲ့ NUG PDF အဖွဲ့တွေကိုအာဘေဝန်ခန့်ရသူတွေဟာလူမှုကွန်ရက်တွေမှာအပြန်အလှန်ကွေးပန်းပြစ်တင်မှုတွေပုံမဖြစ်ပွားလျက်ရှိနေတယ်လို့သိရပါတယ်။လက်ရှိချိန်မှာ PDF အဖွဲ့တွေအနေနဲ့ကိုစန်းကိုစားရှိရဆိုရင် လက်တွေလုံးပြအစမ်းပါလို့လေတအောင်းပလောင်လူမျိုးအမျိုးသမီးတအူက ၎င်းရဲ့ Facebook လူမှုကွန်ရက်ကတဆင့်ပြန်လည်တုံ့ပြန်ထားပါတယ်။ Channelry Amen Amishia Facebook account တစ်ခုကမြတ်တာစိုးပါစေတဲ့လေ။မင်းတို့ရဲ့စူတောင်းတန်ကမင်းတို့သာတကယ်မှရစိုးမှာပေါ့။တွေ့တဲ့လောက်တော့မင်းတို့ကြီးပဲကောင်းနေတာ။တောင်ပေါ်ကနေတအောင်ထိခလေးတငယ်ပမာလက်ဆွဲလမ်းပြခဲ့တာတွေကကြဆုံးပါစေမြတ်တာစိုးပါစေဆိုတဲ့အရှာလက်ပေါ့။တစ္ဆာဖောက်တဲ့လူအမည်မှတ်ရအောင်။မင်းတို့သူတို့လက်နဲ့သွေးတစ်ဆက်တောင်ကြာနေပြီလား။ထိခိုက်နေပြီလား။ကိုယ်ကံကြမှာကိုကိုဖန်တေးရမယ်လေ။ ဘလုံးတွေဖြစ်လို့ဖျားမှလိုက်ပြီးကျိနေရလေ။နောက်ကျောကိုဓာတ်နဲ့ထိုးတယ်လို့ပြောရအောင်။သူတို့နောက်ကျောကိုလည်းလှန်ကြည့်ပါအောင်။အချင်းချင်းအခါခါအထိုးခံနေရတဲ့အမာရွတ်တွေပြည့်လို့မင်းတို့လောက်ရင်မင်းတို့လုံနိုင်ပါတယ်။မင်းတို့မှမလုံတာကိုငါတို့လုံတယ်ကွာဆိုပြီးပဲယူအောင်နှောင်းနဲ့လာပြောလို့ရတယ်။လူဦးရေအရာနဲ့တွေ့ကြည့်ရင်မင်းတို့တွေကအလုံးမလုံဘူး။တကယ်လုံနေရတဲ့သူကအသက်မထွက်ဘူး။အသက်ထွက်နေရတာကထောက်ပို့လေးလုံလိုက်။တိတယ်လို့လို့တော့တယ်လို့လို့နဲ့နိုင်ငံရေးအကြောင်းဝင်ပြောလိုက်။ ိုလက်နဲ့ကင်ကိုချိန်ချောက်လိုက်ဒီလက်နဲ့ကင်ကိုချိန်ချောက်လိုက်နဲ့လိုင်းပေါ်မှာနောက်ဆုံးမနိုင်တော့ဘူးလို့အခြေအနေမြင်လာရင်ကျွန်တော်နိုင်ငံရေးနားပြီးတော့ထောက်ဖို့နားပြီးတော့အစတဲ့ကကိုကဘာမှမဟုတ်တဲ့ကောင်လေးကြီးပဲနိုင်ငံရေးတမအစ်စ်မန်းဆိုတာလိုင်းပေါ်တောင်မှတဖက်လူတွေကိုအပြစ်ပဲပြောနေလို့မရဘူးဥပမာမင်းတစ်တို့ဘကစင်ရော်တို့ဦးသိမ်းမြတ်တို့လိုမျိုးအဖွဲ့တိုင်းရဲ့အနာတရကိုသိရယ်အောက်ကြားကနေပေါက်လာတဲ့ကောင်တွေဟာကိုကုတ်ကိုဘာကောင်စည်းထနေလဲမသိဘူးမင်းတို့စူတောင်းတိုင်းသာဖြစ်ရင် မအားလာလဲမင်းတို့ကျင်းစာမင်းတို့ဆူတောင်းနေတယ်။ခရဲပြည်မှာဆွပြုတ်ဖြစ်နေရောပေါ့။ဘာမှတိုက်စာမလိုတော့ဘူးလေမဟုတ်ဘူးလား။အဲ့လိုပြောပြန်တော့လေကျမပဲအစဲတောင်းတယ်လို့လို့ဖြစ်သွားပြန်တယ်လို့၎င်းရဲ့ Facebook လူမှုကွန်ရက်မှာရှင်းတာဖော်ပြခဲ့ပါတယ်။မိုးကုံမြို့နယ်ပတ်သက်ပြီးလက်ရှိအချိန်မှာ PDF အမေကန်လက်နေကင်အခွဲတွေနဲ့တောင်းလက်နေကင်အခွဲတရနံလေးကြားမှာအငင်းပွားမှုတွေသဘောထားကွဲလဲမှုတွေရှိလာခဲ့ရ။ဖိတိုက်တွေးဆမှုတွေပုံမှုဖြစ်လာပဲရှိတယ်လို့သုံးသပ်မှုတွေရှိနေပါတယ်။ TNL အဖွဲ့ဟာမြန်မာအစိုးရရန်တရာ ပုံမှန်အနေထိုင်ရောက်တဲ့အထိဝေကုံမြို့နဲ့ပတ်ဝန်းကျင်ဧရိယာကိုရောင်းချုံရေးယူထားပေးရမှာဖြစ်တဲ့အတွက် PDF အဖွဲ့တွေကဝေကုံမြို့ကိုတိုက်ခိုက်လာမယ်ဆိုရင် PDF အဖွဲ့တွေနဲ့ TNL အဖွဲ့ကြားစီအရာထိတိုက်တွေ့လာဝဲရှိရလို့တုံးသက်မှုတွေရှိနေပါတယ်။ရန်လိမျိုးတဝကနိုဝင်ဘာလ30ရက်နေ့ကမွေးကုံမျိုးကိုမြမစစ်တဲ့ရန်နန်းတွေဝင်ရောက်ပြီးချိန်မှာကြားခဲ့ရတဲ့လက်နေကြီးလက်နေငေတန်တွေဟာ ဆိုရှယ်မီဒီယာတွေမှာပြန့်နှံ့နေသလိုမြန်မာစစ်တပ်နဲ့ PDF တွေတိုက်ပွဲဖြစ်ကြတာမဟုတ်ဘဲမော်ကောက်ဧရိယာမှာတက်ဆွဲထားတဲ့ PDF စကန်တွေကိုပလောင်တွေကိုရိုင်းတိုက်ခိုက်ရှင်းလင်းပေးနေကြတယ်လို့သိရပါတယ်။နောက်ပြန်လေအင်းနှင်းတီကျွေခြေဆုံခရင်ဝဲစူးဆိုင်လောင်မြိုက်မြည်ရီအိုးမောကုတ်တောင်းပရင်စကလုံးမရှိနိုင်တော့ပြီ။နောက်ပြန်လေကအေးလာရဲ့လို့ပလောင်ကောင်းဆောင်တာဖုံးကျော်ကရှင်းသားခဲ့ပါတယ်။2025ခုနှစ်မှာမြန်မာစစ်တပ်တံပြန်ထိုးစစ်အောက်မှာ ပလောင်ဒီအလဲလဲနဲ့နောင်ချိုကြောင့်ပဲတီဘောမျိုးတွေလက်လို့ခဲ့ရပြီးပလောင်ဒီသားပဲစီဦးလှဲ့လာခြင်းမှာတရုတ်အစိုးရရဲ့အစီအစဉ်ပြမှုနဲ့မြန်မာစစ်တပ်ကိုယ်စားလှယ်နဲ့ပလောင်ကောင်းဆောင်တွေဟာ2025ခုနှစ်အောက်တိုဘာလ28ရက်နေ့29ရက်နေ့တွေကတရုတ်နိုင်ငံကုမင်းမြို့မှာတွဲဆောင်ဆွေးနွေးခဲ့ကြပြီးမြန်မာစစ်တပ်ရဲ့ပလောင်ဒေသထိုးစစ်တွေရပ်တန့်ပေးဖို့နဲ့မိုးကုံးနဲ့မိုးမိတ်ကိုမြန်မာစစ်တပ်စီပြန်လွှဲပေးဖို့သဘောတူ အပြည့်ရက်လက်မှတ်ထိုးခဲ့ကြပါတယ်။လက်မှတ်ထိုးခဲ့တဲ့သဘောတူညီချက်တွေကိုရှင်းရှင်းလင်းလင်းမထုတ်ပြန်ပေ။ပလောင်မီဒီယာတွေမှာတရုတ်ပြည်အားဆိုတဲ့စကားလုံးတွေ့တွင်သုံးပြီးနှဲ့စားခဲ့ကြပေမဲ့မြန်မာအစိုးရကိုမိုးကုံမြို့အုပ်ချုပ်ရေးရှမ်းတရားလုပ်ငန်းစဉ်အားလုံးပုံမှန်အနေထိုင်လျှောက်တဲ့အထိ PDF တွေရဲ့နောက်ဆက်မှုကကာကွယ်ပေးရမယ်ဆိုတာကအတိအကအချက်ဖြစ်ပါဝင်ခဲ့ပါတယ်။ရတနာမြေမိုးကုံကိုလက်မလွှတ်ရှားဖို့ဤမျိုးစုံကြံစီခဲ့ကြပေမဲ့မြန်မာစစ်တပ်ရဲ့အတားစီရနေရဲ့ နိုင်ငံရေးစီရင်မဟာဗျူဟာအခင်းကျင်းနဲ့တရုတ်အစိုးရရဲ့အနေထားကိုရိတ်စားမိပြီးဝါဒေတာ UWSCC မှာနေထိုင်တဲ့တာအိုက်ဖုံးတို့တာဖုံးကြောင်တို့ကိုမြေတောင်မြောက်ပေးခဲ့တဲ့ပလောင်ကောင်းဆောင်တယောက်ဖြစ်တဲ့တာကျုတ်ကြားဟာပလောင်လက်နဲ့ကင်အဖွဲ့ဆက်လက်ချက်တည်နိုင်ဖို့အတွက်ကဘာမီးတောင်တားကောင်ခြာနေဖို့ဆုံးဖြတ်ခဲ့ရတယ်။ပလောင်ကောင်းဆောင်တာအိုက်ဖုံးနဲ့တာဖုံးကြောင်တို့လည်းသူတို့ဆရာရဲ့ဆုံးဖြတ်ချက်ကိုရင်းနှီးနာနဲ့လက်ခံခဲ့ရတယ်။ စာတုံးမှာသဘောတူညီချက်အရာမိုးကုံမြို့ကိုလွှဲပြောင်းပေးပြီးမြမအစိုးရရန်တရာပုံမှန်အနေထားရောက်တဲ့အထိမိုးကုံမြို့နယ်ပတ်ဝန်းကျင် area ကိုပလောင်တွေက လုံခြုံရေးတောင်းဝန်ရှုထားပေးရမှာမို့ PDF တွေနှောက်ရှက်လို့မရအောင်အချိန်ကာလတစ်ခုအထိမိုးကုံမြို့ထဲမှာပလောင်ရဲတချို့ရှိနေရအောင်မှဖြစ်တယ်လို့မြို့ပတ်ဝန်းကျင်မှာလည်းပလောင်လက်နဲ့ကင်တွေရှိနေရအောင်ပါပါ။ဒါမဲ့အချိန်ဒီမှာမြမစစ်တပ်ဟာတရုတ်အစိုးရအပြည့်ရဲ့စောင့်ကြည့်ရေးအဖွဲ့နဲ့အတူပလောင်နဲ့ PDF တွေရဲ့အနေထားကို ဖွဲ့စည်းပရိသတ်လို့စောင့်ကြည့်နေုံပါပဲ။မန္တလေး PDF မိုးကုတ်ဗျူဟာနဲ့ပလောင်တွေဆရာနဲ့တပည့်အဖေနဲ့သားမိုးကုတ်မှာဘလို့စကန်သွားကြမလဲလို့၎င်းရဲ့ Facebook လူမှုကွန်ရက်မှာရှင်းသားဖော်ပြခဲ့ပါတယ်။ဘလို့ပင်စုံနေစေကောင်မူ NUG အဖွဲ့လေ၎င်းရဲ့လက်အောက်ခံ PDF အဖွဲ့ရင်းနဲ့ပတ်သက်ပြီးတော့မျော်လင့်ချက်အမှားပေးုံကလွယ်ကောင်တောင်းဝန်ယူခြင်းတောင်းဝန်ခံခြင်းမျိုးမရှိရတဲ့ PDF အဖွဲ့ရင်းရဲ့အနာကက်လာရဟာ ကားမမှုမရှိဘဲအသေးထွက်ထွက်ရမှာတေချာနေပါတယ်ရှင်